ခုတ်ခုနယ်မှာစုစုစကြောင်းထိုးလာလို့ကျေးရွာကနေခန့်ကဒေသခံပြည်သူ9000ခန့်ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်။ပခုတ်ကူတမတရားတက်ကစုစုကားတွေနဲ့ပခုတ်ကူနယ်ကပြူစောထီတွေပူပေါင်းထားတဲ့အင်အားတရာခန့်မှာစစ်ကြောင်းဟာမေလ26ရက်ကစပြီးတော့ပခုတ်ကူနယ်တွေကိုစစ်ကြောင်းထိုးလာနေတာပါ။စုစုစကြောင်းဟာပခုတ်ကူမျိုးကနေကားဆက်စီခန့်နဲ့စတင်ထွက်ခွာလာတာဖြစ်ပြီးတော့ပြူစောဒီစကန်တွေကနေတဆင့်ညိုင်နယ်တောင်ပိုင်းမှာရှိတဲ့ တွင်းမှပြူစောရီစကန်နဲ့တရက်ကန်ပြူစောရီစကန်တွေစီကိုရိတ်ခါဖို့သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါရယ်အဆိုပါစိုးစုစကြောင်းကြောင့်ရေမြဲရော်တာအေးပြည်ဦးကစတဲ့ဒေသခံကြေးရွာတွေကပြည်သူတွေဟာမေလ26ရက်ကစပြီးတော့စပင်းရှောင်နေရပြီးဒီကနေ့မနက်မှာတော့ကံမမျိုးရေလာကြီးဝကျွန်းတွင်ထန်းတပင်နဲ့အနီးနားကကြေးရွာခရရခက်ကပြည်သူတွေလည်းထွက်ပြေးတိမ်ရှောင်နေရပါတယ် တောဆူအားမြိုင်နယ်နဲ့ပခုတ်ကူနယ်တွေကိုမြေပြစ်စစ်ကြောင်းထုတ်နေတဲ့အပြင်လေကြောင်းကနေလည်းနေ့စဉ်ပုံကျဲတိုက်ခိုက်နေရကြောင်းစပေးရှောင်ပြည်သူတွေအနေနဲ့လေကြောင်းအနေနဲ့သတိထားနေထိုင်ကြဖို့ဒေသအဖွဲ့အစည်းတွေကလည်းသတိပေးထုတ်ပြန်ထားပါတယ်။